နေ့မိုဟင်းချက်မယ်ပေါ့နော်မိုဟင်းလည်းပဲတော်တော်လွယ်တယ်ဒီမိုဟင်းလေးကိုအလွယ်ချက်နေပေါ့ဒီမိုရေးဆေးတဲ့အာဒီဟာကစက်သွန်ပြူကိုအဲသုံးပါပေါ့နော်မျိုးစစ်စင်းကတော့2000ပဲတဲ့2000ခဏပဲတာစက်သွန်ဒီကအသေးရင်တလုံးကျွန်တော်ဟိုနေ့လက်ချာမွာတဲ့တလေးဒီမိုမှာဒီ ပေါ်ကအပွင့်ဖက်ပုံစံမျိုးနဲ့အဲဒီနောက်ကအယိုးတောင်ပေါ့တရားလေးကိုဒီနှစ်ပိုင်းပိုင်းပေါ့နော်ဟိုဒီဟာလေးကိုတစ်ပိုင်းပိုင်းမယ်ဘာလို့လဲဆိုတော့ तू ကသူ့ကိုဒီဒီပိုင်းကနည်းနည်းမာတဲ့အတွက်ကြောင့်သူ့ကိုနည်းနည်းလေးမြူသီးလေးနဲ့အရင်အဲ3မိနစ်4မိနစ်လောက်ပို့ချက်မှာပေါ့နော်ဟိုကနောက်ဆုံးချက်မှာဒီဟာကတော့နောက်ဆုံးမှာထဲဆိုရင် C အာ စီတဇုံပေါ့လက်ဖက်ရည်ဇုံနဲ့ဆိုမဆုံးနော်စားထည့်ထားတယ်စက်တုံပြူစက်တုံဒီချုံမုံနဲ့နဲ့ထည့်ထားတယ်ဒီမှာကအဲဆောဆောဒီမိုးရဲ့ယူပိုင်းပေါ့နော်အယူပိုင်းနဲ့မြူစီစိမ့်လေးကိုပြောထားတယ်နောက်ဒီမှာမိုးရဲ့ယူပိုင်းပေါ့အဲ့ဒါနောက်ဆုံးမှထည့်ဒီစီက ီပွက်ပြီးဆိုလို့ရှိရင်အဲစီချက်ပြီးဆိုလို့ရှိရင်စနေမောင်လေးနည်းနည်းထက်ဒီတော့စီပြင်းနည်းနည်းပါတယ်နည်းနည်းလေးပဲအများကြီးတော့သူဆိုရင်စီပွက်လာပြီစီပွက်လာတဲ့အတွက်တော့စနေမောင်လေးနည်းနည်းထက်စနေမောင်နည်းနည်းထက်မယ်ပြီးလို့ရှိရင်အဲစနေမောင်လေးပို့ပြလိုက်နော်စနေမောင်ထည့်ပြီးနည်းနည်းထက် ရနဲ့ဒီငြုတ်တီးနဲ့ဟိုရောထားတယ်မိုးရဲ့အယိုးတန်လေးပေါ့နော်အဲ့ဒါလေးကိုပြင်ထက်ဒီချိန်ဒီမှာဒီလွေးရှိရင်လွေးစုရလေးတစ်ခါဒီလိုပဲပြောရမယ်။ဒီလိုမျိုးပဲ။ ောပြရမယ်ကျွန်တော်တို့ဒီမှာအဲခင်းစီခင်းနေတာခင်းပမာဏဆိုရင်အဲခင်းခင်းခင်းစားကြောင်းနဲ့သွားလာခင်းနော်ဒီဒီလိုနဲ့ဒီလိုနဲ့ပြီးဟုတ်ဒီလိုထားတာနော်ထည့်ပြရမယ် တော့အောက်ထားခဲ့တယ်။ဟိုတောင်းမနေလောက်အဲခုဆိုရင်တောင်းမနေလောက်ရှိတာလို့ဆိုတော့ဒါလေးကိုဆောင်းဆန်းပြီးတော့ဒီကတ်ချံမိုးရဲ့အရွက်လေးကိုထည့်ကြာရရှိရင်ထည့်လို့ရတယ်။ကြာရရှိရဆောင်းတယ်နော်။ ်ကူရနေနဲ့ခံပါလေအဲ့ဒါကြောင့်ဒီလေးနဲ့ဖတ်ကြမယ်ဒီလေးနဲ့ဖတ်ကြမယ်ဒီရတော့သူကနည်းနည်းလေးတော့တောက်တောက်မကောင်းအဲ့ဒါလူလေးကိုကတ်စနည်းနည်းများတော့ဟိုအရင်အားကြီးတော့မဟုတ်ဒီလိုထားပါ ထည့်မယ်ပြီးရင်ငံပြရေအပြရေနဲ့ထည့်မယ်ဒါပြီးတော့ပြီဆိုတော့နောက်ထပ်3မိနစ်ဆိုရပြ3မိနစ်ဆိုရင်စားလို့ရပြီဟုတ်ဆိုရင်3မိနစ်ပြည့်နော်3မိနစ်ပြည့်ပြီ ဆိုရင်ဒီလိုပြလိုက်ပြီဒီဆိုရင်ဒါနဲ့ကြောင်းပြန်ပါမယ်ဒီဆိုရင်အာဒီဟာဟိုဟင်းပေါ့နော်ရမ်းပဲထူပါလေအာစုစုပေါင်းချက်ချက်7ချက်နမနဲ့လောက်ပဲကြာโอเคขอบคุณสำหรับการติดตาม